အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ပွဲအလွန်အခင်းကျင်းဟာစစ်ယူနီဖောင်းချုပ်အပြောင်းလဲတာမြင်တွေ့နိုင်စရာရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မအောင်မြင်တဲ့စစ်အာဏာသိမ်းမှုကိုအဆုံးသတ်နိုင်ဖို့စနစ်တကျပြင်ဆင်ထားတဲ့စစ်ကော်မရှင်ရဲ့ရွှေကောက်ပွဲအလွန်အခင်းကျင်းဟာစစ်ယူနီဖောင်းချုပ်အပြောင်းလဲတာမြင်တွေ့နိုင်စရာရှိတယ်လို့ VNI မြန်မာ Peace Monitor ကသုံးသပ်ပါတယ်။ အော်တိုဘာ၈ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲအလွန်စစ်ယူနီဖောင်းချုပ်အပြောင်းလဲဆိုတဲ့အပတ်စဉ်သုံးသက်ချက်အစီရင်ခံစာမှာစစ်ကော်မရှင်ဦးဆောင်ကျင်းပမြေရွှေကောက်ပွဲမတိုင်ခင်နဲ့အလွန်ကာလအခင်းကျင်းတွေကိုဖော်ပြထားပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အချက်အလက်တွေအကြားလာမယ့်ဒီဇင်ဘာမှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့မဲစည်းရင်တင်သွင်းတဲ့ကိုယ်စားလှယ်လောက်ပေါင်း9020ကျော်ရှိပါတယ်။အဲ့ဒီထဲမှာပြည်ထောင်စုတဝန်စီယုံမဲ့ပါတီ6ခုနဲ့တိုင်းဒေသကြီးထားမှမဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာစီယုံမဲ့52ပါတီအပါအဝင် တတိပုဂ္ဂလတွေဝင်ရောက်ရှေ့ပြိုင်ကြမှာပါ။ခေဆက်ဆက်စစ်တပ်အတိုင်းဝိုင်းကနေအသွင်ကူးပြောင်းဖြစ်တည်လာခဲ့တဲ့ပြည်ထောင်စုချန်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP နဲ့တိုင်းသာစီလုံးညီညွတ်ရေးပါတီထဆညာတို့ဟာကိုစဲလေလောင်းအရေးအတွက် အများဆုံးထင်သွင်းခဲ့ကြတာပါ။ပြည်ထောင်စုတဝန်စီယုံမဲ့ USPD ပါတီကကိုစဲလေလောင်း1048ဦးအထိအများဆုံးဝင်ပြိုင်မှာဖြစ်တယ်လို့စစ်တပ်ကအရာရှိတွေလည်းအငိမ့်စားယူပြီးအဲ့ဒီပါတီကနေရွေးကောက်ခံမှာဖြစ်ပါတယ်။ ထူးခြားမှုအဖြစ်အာနာတိန်စစ်ကောင်ဆောင်ဘုဂျုံမှုကြီးမရောက်လိုက်ရင်အမိတ်ညွှန်ကြားချက်နဲ့စစ်ယူနီဖောင်းချုပ်က USDP ပါတီကိုကူပြောင်းလာကြသူ490နီးပါးအထိရှိပါတယ်။အဲ့ဒီထဲမှာဘုဂျုံကြီးအပါအဝင်ဒုတိယဘုဂျုံကြီးအစင်ကနေစစ်ရာရှိစစ်ယုံအုပ်တက်ကြွကြီးစည်ရည်တွေနဲ့အခြားအဆင့်တွေပါဝင်တယ်လို့ဆိုပါတယ်။ဒါပြင်လက်ရှိစစ်တပ်အတွင်းရှိဘုံမူဒူဘုံမူကြီးအဆင့်ရှိသူ၁၀ဦးခန့်ကိုလည်းအငိမ့်စားယူခိုင်းကတာဆညာပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတယ်လို့ VNI မြန်မာ Peace Monitor ရဲ့ သုံးသက်ချက်တင်မှာဖော်ပြပါရယ်အပိုင်းတိအဖြစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကိုတော့တရားနှမျိုးနယ်မှာပြုလုပ်သွားမယ်လို့စစ်ကော်မရှင်လက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာပါဒါကြောင့်အပိုင်းတိရွေးကောက်ပွဲအလွန်ကာလအတွင်းစစ်ကော်မရှင်အနေနဲ့ပြည်တော်စုလွှတ်တော်အစည်းအဝေးကိုခေါ်ယူခဲ့ရင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်135ဦးနဲ့စစ်တပ်ကိုယ်စားလှယ်166ဦးတို့ဟာပြည်တော်စုလွှတ်တော်အတွင်ရောက်ရှိလာမယ်လို့တွက်ဆကြည့်နိုင်ပါတယ် ရွှေကောက်ပွဲမှာအတုံးပြုမဲ့စစ်ကောမရှင်ရဲ့လက်ထဲမှာသာထိန်ချုပ်ခွင့်ရနေတဲ့ electronic မဲပေးဆက်တွေဟာဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေအတွက်စောင့်ကြည့်ရပွဲလို့ VNI မြန်မာ Face Monitor ကထောက်ပြပါရယ် USDP ပါတီမှာကိုယ်စားလှယ်လောင်းအဖြစ်စစ် uniform ချုပ်အင်အား900ဒီပါအထိစေလုတ်ခဲ့တဲ့အာနာသိန်းစစ်ကောင်ဆောင်ရဲ့လုပ်ရက်ကိုကြည့်ရင် USDP ပါတီဟာရွှေကောက်ပွဲမှာအနိုင်သေးကြတဲ့ပါတီဖြစ်နိုင်ကြောင်းတွေးစရာဖြစ်နေတာပါတခြားတစ်ဖက်မှာရွေးကောက်ပွဲကျင်းပနိုင်မယ် နေမြေချစ်ပြတ်ရေးအတွက်နိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်နေပါတယ်။အထူးသဖြင့်လက်လွတ်ခဲ့ရတဲ့မြို့တွေ၊ရေးရွာတွေနဲ့စစ်စခန်းနေမြေတွေအတွင်ပြစ်မှတ်ထားပြီးလေးချောင်းကနေပုံကျဲတိုက်ခိုက်နေတာပါ။ VNI မြန်မာ Peace Monitor ကတော့ရွေးကောက်ပွဲအတွက်ရည်ရွယ်ချက်နဲ့လှုပ်ဆောင်နေတဲ့စစ်ကော်မရှင်ရဲ့လုံရက်တွေဟာဒေသရင်းမလုံခြုံမှုမတည်ငြိမ်မှုနဲ့စစ်ရေးပဋိပက္ခဖြစ်စဉ်တွေကိုသာပုံမကျဲပြန့်လာရေးကိုဦးတည်နေတယ်လို့သုံးသပ်ထားပါတယ်။ ကျမရဲ့တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။